ဝါတွင်တတ္တရာတည်ပတ်ရဲ့စနေနေ့ရှင်လူကာအေဝံဂေလိကျမ်းအခန်းကြီး16အခန်းငယ်9မှ14မိမိကိုယ်ကိုဖြောက်မတ်သောသူဟုခံယူလျက် သူတပါးတို့ကိုအပြစ်တင် ကဲ့ရဲ့တတ်သူအချို့တို့အားကိုတော်သည်ဤပုံဥပမာကိုမိန်တော်မူ၏လူနှစ်ယောက်သည်ဆုတောင်းပတနာပြုရန်ဗိမာန်တော်သို့ သွားကြ၏ တယောက်သည်ဖာရိဇေဥဖြစ်၍အခြားတယောက်သည် အခွန်ခံသူဖြစ်၏ဖာရိဇေဥသည်မတ်တပ်ရက်လျက်မိမိစိတ်ထဲ၌ဤသို့ဆူတောင်းလေ၏။"အိုဖျားသခင် အကျွန်ုပ်သည် အခြားသူများကဲ့သို့လူရက်သောသူ မတရားသောသူ သူတစ်ပါးဤမယားကိုပြစ်မှားသောသူ မဟုတ်သည့်အပြင်ဤအခွန်ခံသူကဲ့သို့လည်းမဟုတ်သောကြောင့်ကိုရောဤကျေးဇူးတော်ကိုချီးမွမ်းပါ၏" အကျွန်ုပ်သည်တပတ်တွင်နှစ်ကြိမ်အစာရှောင်ပါ၏အကျွန်ုပ်ရရှိသည်မြဥ္စာပစ္စည်းတို့မှဆဲဖို့တဖို့ကိုလှူဒန်းပါ၏ဟူ၍ဆုတောင်းလေ၏အခွန်ခံသူမူကားအဝေး၌ရက်နေလျက်ကောင်းငင်တို့ပင်မော့မကြည့်ဝန်ပဲမိမိရှင်ဘက်ကိုပုတ်ကာဟိုဖျားသခင် အပြစ်ရှိသူကျွန်ုပ်ကိုတနာတော်မူပါဟုဆုတောင်းလေ၏တင်တို့အားငါဆိုသည်ကားဤသူသည်အခြားသူတယောက်ထက် ဖြောင့်မတန်ရှင်းခွင့်ကိုပို၍ခံရလျက်အိမ်သို့ပြန်သွားရ၏မိမိကိုယ်ကိုချီးမြှောက်တော်သူသည်နှိမ့်ချခြင်းခံရလိမ့်မည်မိမိကိုယ်ကို နှိမ့်ချတော်သူမူကားချီးမြှောက်ခြင်းခံရလိမ့်မည်ဟုမိန့်တော်မူ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေတည်ဖျားသခင်ကိုဘယ်လိုအဆက်အသွယ်ပြုနေကြသလဲ ဝါတွင်ကာလဟာကျွန်တော်တို့ဖျားသခင်ကိုဘယ်လိုများအဆက်အသွယ်ပြုနေကြသလဲဆိုတဲ့အချက်ကို တထူးတခြားထောက်ရှုတဲ့ကာလလည်းပဲဖြစ်ပါတယ်ပထမကျမ်းမှာ Prophet Hosea ကျမ်းမှာကျွန်တော်တို့ကြားပါတယ်အပေါ်ယံပြင်ပပူဇော်တက္ကရာတွေမိရှုပူဇော်ရာတွေမဟုတ်ဘူးသူလိုချင်တာဟာချစ်ချင်းမြတ်တာပဲလို့ဆိုပါတယ်အတိတ်ကတော့သူ့ကိုအပေါ်ယံကြောအဆက်အသွယ်မလုပ်ဖို့ အတွင်းသက်ကြတဲ့ချစ်ချင်းမေတ္တာနှလုံးသားနဲ့ဆက်သွယ်ဖို့ညွန်ကြားလိုက်ခြင်းမလဲပဲဖြစ်ပါတယ်။ဖျားသခင်ကကျွန်တော်တို့ကိုဆက်သွယ်တဲ့နေရာမှာသကလုံးတက်တဲ့ကြီးပဲမကဘူးအပေါ်ရန်အပြုတ်မှုကြီးပဲလည်းမကပဲသူ့ရဲ့အတွင်းသက်အကြဆုံးနှလုံးသားနဲ့လည်းဆက်သွယ်ပါတယ်သူ့ရဲ့ချစ်ချင်းမေတ္တာနဲ့ဆက်သွယ်တယ်။သူ့ရဲ့တနာကျင်နာခြင်းနဲ့ကျွန်တော်တို့ကိုလွှမ်းခြုံထားပါတယ်။ဒီဘောကိုမူတည်ပြီးကျွန်တော်တို့ကိုဆက်ဆံတဲ့ပုံကိုလည်းပဲဖြစ်ပါတယ်။ အင်္ဂလိပ်ကြားမှာကြားရတဲ့ဒါပဲဖြစ်ပါတယ်အခွန်ခံသူဟာသူ့ရဲ့ကြေကွဲနေတဲ့နှလုံးသားနဲ့ဘုရားသခင်ကိုအဆက်အသွယ်ပြုပါတယ်သူတောင်းဆိုတာကလည်းပဲဘုရားသခင်ရဲ့အနက်ရှိုင်းဆုံးအနှစ်သာရဖြစ်တဲ့တနာခြင်းကိုတောင်းခံနေတာတွေ့ပါတယ်အခွန်ခံကဲ့သို့မဟုတ်ဟဲသူလှုပ်တဲ့အပြင်ပန်းသူလောက်ကန်ဆောင်ရွက်တဲ့အပြင်ပန်းအရာတွေကိုဖော်ပြပြီးဘုရားသခင်ကိုအဆက်အသွယ်လှုပ်ဖို့ကြိုးစားနေတဲ့ပုံကိုမဟုတ်ဘဲ အတွင်းသက်ကြေကွဲနေတဲ့နှလုံးသားကိုမူတည်ပြီးအဆက်အသွယ်လုပ်ဖို့ကြိုးစားနေခြင်းဖြစ်ပါတယ်။သူဆက်သွယ်တဲ့နေရာကလည်းပဲအပြင်းမှန်းမဟုတ်ဘူး။ဖျားသခင်တနာခြင်းတနာခြင်းဆိုတဲ့အရာကဖျားသခင်ရဲ့အနှစ်သာရအကြဆုံးအတွင်းသက်အကြဆုံး reality ဖြစ်တည်မှုတစ်ခုပဲဖြစ်ပါတယ်။ဒီအတွင်းသက်အကြဆုံးကိုသူ့ရဲ့အတွင်းသက်အကြဆုံးနှလုံးသားနဲ့အခွန်ခံသူကဆက်သွယ်နေခြင်းဖြစ်ပါတယ်။ဒါကြောင့်ဒီချက်ကိုပြန်ပြီးတော့ ျွန်တော်တို့သင်ခန်းစာယူရမယ်ဆိုရင်ဘုရားသခင်နဲ့ကျွန်တော်တို့အဆက်အသွယ်ဘုရားသခင်နဲ့ကျွန်တော်တို့အဆက်အသွယ်လောက်ကြတဲ့နေရာမှာအပြင်းမှန်စကားလုံးတက်တက်နေပဲလားအပေါ်ရန်အပြင်းပအရာလေးတွေနောက်လဲပဲသူ့ကိုအဆက်အသွယ်လောက်ကြမလားဒါမှမဟုတ်အတွင်းသက်အကြဆုံးကိုယ့်ရဲ့နှလုံးသားကိုယ်မှာရှိတဲ့အရာ အကုန်လုံးကိုဖွင့်ချပြီးအဆက်အသွယ်ပြုလို့မလားသူ့ကိုဆက်သွယ်တဲ့နေရာမှာလဲသူ့ရဲ့အနက်ဆိုင်ဆုံးဖြစ်တဲ့တနာချင်း ချစ်ချင်းမေတ္တာတွေစီထီကိုရောက်ဖို့အတွက်ကျွန်တော်တို့ဆက်သွယ်မလားဆိုတာကိုပြန်လည်မေးကိုမေးပြီးပြန်လည်သုံးသပ်ပြီးပြန်လည်တက်မှတ်ကြမယ်အချိန်ကာလဖြစ်ပါတယ်ဂျေဇူရောကာလဖြစ်ပါတယ်ဒီနှစ်ဟာဂျူဘလီနှစ်လည်းဖြစ်နေပါတယ်ဒီဂျေဇူတနာချင်းဂျေဇူကိုတထူးတခြားရရှိတဲ့ကာလလည်းဖြစ်ပါတယ်ဒါကြောင့်သူ့ကိုကျွန်တော်တို့ကြည်ကွဲတဲ့နှလုံးသားနဲ့ဆက်သွယ်ပြုကြပါစို့ဒီလိုဤနှလုံးသားကို ကုသပေးတော်မူပါ